အားလုံးပဲမင်္ဂလာပါကျွန်တော်ဒူရီယိုဘာကျော် YouTube channel လေးရနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်ဗျာเนาะအားလုံးပဲမင်္ဂလာရှိတယ်ညနေခင်းလေးပါအားလုံးပဲကျွန်တော်ရဲ့အခုဒီလိုက်ရုပ်ပြဝိုင်းလေးကိုကြည့်နေကြတဲ့ကိုမတွေအားလုံးပဲစိတ်ချမ်းသာခြင်းကိုရမခြင်းနဲ့ပြည့်စုံကြပါစေစိတ်သွားတိုင်းကိုပါလူရဆန္ဒလေးဒီတလုံးတော့ဝရပြည့်စုံကြပါစေလို့ကျွန်တော်ဥစ္စာပရမဆုမုံကောင်းလေးတောင်းပေးလိုက်ပါတယ်ဗျာเนาะကဲမင်္ဂလာရှိတော့ညနေခင်းလေးပါကဲအားလုံးပဲဗီဒီယိုလေးကတော့အားလုံးပဲเนาะလူရင်းတို့ရှင်းမဲ့သွားမဲ့ ။ဘာရောက်လဲဆိုလို့ရှိရင်ကျွန်တော်တို့ဒါနော်အလူလေးတွေရှိရခါကျတော့လေအလူလေးတွေနဲ့ဆိုတော့ဒါချင်းတန့်လေးတွေနဲ့ဆိုတော့တိတ်ပြီးတော့အစင်မပြေမှုလေးတွေရှိတယ်။အဲအတွက်ကြောင့်ကျွန်တော်ဘက်ကနေပြီးတော့ဒါအခုဒီ live show ပြဖိုင်လေးကို3မိနစ်သာသာပဲလွှင့်မယ်။အဲတော့ကျွန်တော်တို့ရဲ့မနေ့ပြန်မှာအကောင်ဆုံးဘိုင်ဘတ်တီမိန်ဩကွက်တကွက်ကောင်းလေးတွေကိုအဓိကထားပြီးတော့ကစားမယ်ကျွန်တော်ရဲ့အဖွဲ့ဝင်ကိုကူမာရီမနေ့ပြန်မှာကျွန်တော်တို့ရဲ့အဖွဲ့ဝင်ဇာတို့အခွေလေးနဲ့မွေးကွက်ကြီးအကောင်းနေဆိုတော့ကိုကျွန်တော်ဒီနေရာလေးကနေပြီးတော့တေချာလေးပြောခြင်းနေဗျာ အဲ့ဒါလေးကိုတော့ကိုကိုမာရီဒေတာလေးလိုက်ပြီးတော့မှတ်ပေးမယ်။ကဲအဲ့တော့အားလုံးပဲကျွန်တော်တို့အခုဒီ live show profile ကနေဗာရသွားမလဲဆိုရင်ကိုကိုမာရီမနက်ဖြန်မှာလုံးဝဝမ်းကျင်းတစုံမိန်အော်တကွက်ကောင်းပါတော့။လုံးဝမဖြစ်မနေကျွန်တော်တို့ဆော့သင်းတဲ့မိန်အော်တကွက်ကောင်းသည်ဒါကိုကိုမာရီအားလုံးပဲကျွန်တော်ရဲ့နေ့တိုင်းသူမဟုတ်ကျွန်တော်ရဲ့အဖွဲ့ဝင်အားလုံးပဲဒီတကွက်ကောင်းလေးကိုထိထိမိမိလေးဆော့ပေးပါနော်ကဲဒါဆိုလို့ရှိရင်ကျွန်တော်ကဲခဏလေးကိုစပြီးတော့သွားမယ်ဗျာနော်ဗီဒီယိုဖိုင်လေးကအသိပ်ပြီးတော့အချိန်မရတဲ့ခါကြတော့နော် ခန်းလေးကရှာပြီးသွားပြီကဲမနေ့ပြတ်မှာကျွန်တော်တို့เนาะ9ရက်10လ2020နေ့ငါအင်္ဂါနေ့မနေ့7နှစ်နေ့တမီနှစ်အတွက်အကောင်းဆုံးပိုင်ပတ်သီးသည်ပတ်သီးဝန်းချင်းလေးစီခွန်ပိုင်ခွန်ပတ်သီးနှစ်ပိုင်နှစ်ပတ်သီးခွန်နှစ်ပတ်သီးဖြစ်ပါတယ်เนาะခွန်နှစ်ပတ်သီးကိုမှကျွန်တော်တို့ခွန်နဲ့ပတ်သက်လို့ရှိရင်အဓိကထားပြီးတော့ထိုးသင့်တဲ့ main all ခဏလေး၄ွက်သည်ခွန်ပိုင်ခွန်ပတ်သီးနဲ့ပတ်သက်လို့ရှိရင်ကျွန်တော်တို့80 ခွန်9ခွန်1ခွန်6ဖြစ်ပါတယ်ခွန်90ခွန်9ခွန်1ခွန်6ဖြစ်ပါတယ်ဒါစီကျွန်တော်တို့ခွန်ပိုင်းခွန်ပတ်သီးနဲ့ပတ်သက်တဲ့မိန်ဟော၄ခွက်ဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့တစ်ပိုင်းတစ်ပတ်သီးနဲ့ပတ်သက်တဲ့မိန်ဟော၄ခွက်တစ်ပိုင်းတစ်ပတ်သီးနဲ့နော်ခွန်ပိုင်းခွန်ပတ်သီးနဲ့ပတ်သက်တဲ့မိန်ဟော၄ခွက်ဒီ90ခွန်9ခွန်1ခွန်6ပါ တစ်ပိုင်းတစ်ပတ်တည်းမဟုတ်ပါဘူးเนาะနှစ်ပိုင်းနှစ်ပတ်တည်းပါเนาะနှစ်ပိုင်းနှစ်ပတ်တည်းနဲ့ပတ်သက်တဲ့မင်းရောလေးခွက်ဒီ20 25 21 26အဓိကကုကုမာရီကိုပြောချင်တာမင်းရောတကွက်ကောင်းเนาะအဓိကမင်းရောတကွက်ကောင်းစီကျွန်တော်တို့ကျွန်တော်တို့ခွန်ပိုင်းခွန်ပတ်တည်းနဲ့ပတ်သက်တဲ့မင်းရောကွက်ကိုအဓိကထားပြီးတော့ကျွန်တော်တို့တင်မယ်နော်ခွန်ပိုင်းခွန်ပတ်တီးနဲ့ပတ်သက်တဲ့ main on တကွက်ကောင်းစီကျတော်တို့မဖြစ်မနေလိုက်ပြီးတော့ ကစားတင်နေဆိုတော့ main all တကွက်ကောင်းစီကျွန်တော်တို့85ဒီ main all တကွက်ကောင်း ဖြစ်ပါတယ်เนาะ85ဒီ main all တကွက်ကောင်းဖြစ်ပါတယ်ဒါဆိုရင်အခုဒီ live show profile လေးမှာကြည့်နေတဲ့အထဲမှာကျွန်တော်အဖွဲ့ဝင်တွေပါလို့ရှိရင်မနက်ဖြန်မှာ85ဆိုတဲ့တကွက်ကောင်းကိုလည်းအားလုံးပဲထည့်ထိုးပါပြီးရင်ကျွန်တော်ရဲ့အဖွဲ့ဝင်ကိုကိုမားတွေမနက်ဖြန်မှာကျွန်တော်တို့ရဲ့အဖွဲ့ဝင်เนาะဇာတို့အခွေလေးနဲ့မွေးကနနှစ်ကွက်ဒီအားကောင်းတဲ့အနေထားမှရှိပါတယ်အားလုံးပဲဘိုင်ဘိုင်ပါ ။တရားလေးနဲ့ဆိုတော့အားလုံးပဲအဆင်မပြေဘူးပေါ့နော်။